အယူဘောအစရောမင်းသမီးတယောက်ဆိုရာထပ်ပုံမြင်ခဲ့တဲ့ပက်စောဂျွန်မင်းသားပက်စောဂျွန်နဲ့အယူရောပါဝင်ခြားကြတဲ့ရုပ်ရှင် Dream ဟာ2023လုံးကထွက်ရှိခဲ့ပြီးဒီကားဟာစတင်ကြေညာခဲ့တဲ့2020ကတည်းကပရိသတ်ရဲ့စိတ်ဝင်စားခြင်းကိုခံနေခဲ့ရတာပါ Dream ရုပ်ရှင်ဟာအင်ဂျီယာမဲ့ကပဖလားပြိုင်ပွဲအတွက်အင်ဂျီယာမဲ့နိုင်ငံလက်ရွေးစဉ်အသင်းကိုနီးပြလုပ်ပေးနေတဲ့ယွန်းဟွန်ဂျဲဆိုတဲ့ဘောလုံးသမားတယောက်ရဲ့အကြောင်းဖြစ်ပြီးဒီနေရာမှာမင်းသားပက်စောဂျွန်ကတရုတ်ဆောင်ပေးထားတာပါအယူတရုတ်ဆောင်ထားတဲ့ဇက်ကောင်လီဆိုမင်းကတော့အတူယူစရာ driver တ်တယောက်ဖြစ်ပြီးမှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ပတ်စောကျွန်းသားကိုရောက်ရှိလာသူဖြစ်ပါတယ် Dream ရဲ့သတင်းစာရှင်းလင်းပွဲအင်တာဗျူးမှာပါဝင်ထားကြတဲ့ guest တွေကရုပ်ရှင်ရဲ့ behind the scene အကြောင်းတွေပြန်လည်မျှဝေခဲ့ကြပြီး ပတ်စောချွန်းရဲ့ဘောလုံးကန်တဲ့အခန်းအားလုံးကိုစီဂျီနဲ့ဖန်တီးထားတာမဟုတ်ကြောင်းမှပြောပြခဲ့ကြပါရယ်ပတ်စောချွန်းကမျက်ခင်းပေါ်မှာပြေးရင်အခက်အခဲတွေကြုံတွေ့ရတဲ့အခါ professional ဘောလုံးသမားတွေကိုအများကြီးပိုလေးစားမိကြောင်းပြောခဲ့ပါသေးတယ်ဒါဟာ K drama Itaewon Club ထွက်ရှိပြီးတဲ့နောက်၄နှစ်ကြာမှပတ်စောချွန်းရဲ့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဇလံမှုအများကြီးစိတ်လှုပ်ရှားနေခဲ့ပေမဲ့ Dream မှာ senior တယောက်ဆောင်တွေကြီးပဲမို့အများကြီးအကူအညီရခဲ့ကြောင်းပတ်စောချွန်းကပြောခဲ့ပါရယ် ပတ်စောကျွန်းက IU ဘော့တွဲဖက်တရုတ်ဆောင်တယောက်အနေနဲ့ရောပြိသက်တယောက်အနေနဲ့ပါလေးစားမှုပြသပြီး IU ကိုညီမလေးတယောက်လိုမမြင်မဲအတူရိုက်ကူးခွင့်ရတာဂုံယူမိကြောင်းပြောလာခဲ့ပါတယ်ပစောကျွန်းက IU နဲ့တွဲဖက်အလုပ်လုပ်ရတာအရန်ပျော်စရာကောင်းကြောင်းလဲပြောခဲ့သေးတာကြောင့်ပြည်သက်တွေကနောက်ထပ်ပရောဂျက်တွေမှာအတူမြင်တွေ့ရဖို့မျှော်လင့်နေကြပါဗျ။ ပက်စောကျွန်းရဲ့တွဲဖက်တရုတ်ဆောင်တွေပေါ်ဘလောက်လေးစားတယ်လဲဆိုတာကိုကြည့်ရင်ပက်စောကျွန်းကအရေးချင်းရှိတဲ့တရုတ်ဆောင်တယောက်ဖြစ်ရုံနဲ့မကပဲသူ့ရဲ့လူသားဆန်မှုနဲ့လုပ်ဖို့ကြိုင်ဘက်တွေပေါ်တက်မိုးထားလေးစားမှုတို့ကိုပါမြင်တွေ့နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။